တော်လန်မနေ့ခင်ပါခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ22ရက်မြန်မာပြည်တွင်တနင်္လာမှနေပြီးတော့မြန်မာပြည်သူတိုင်းသားများနဲ့ပြပရောက်မြန်မာပြည်သားမြန်မာပြည်ပွားလူ့တော်လန်ရေးအတွက်အဆန်းကုန်ကြိုးစားနေကြသောအမျိုးကောင်သားအားလုံးကိုမင်္ဂလာမနေ့တော်လန်မနေ့နှုတ်ဆက်ပါတယ်ဒီနေ့အချိန်ဒီအချိန်ခါရီရဲ့အသီးပွင့်တွေအကျိုးကြောင်းအချိန်တွေရဲ့ ကျွန်တော်တို့မြန်မာပြည်သားအားလုံးအားနဲ့ညီပါမျှတခဲနဲ့ပူပေါင်းစန့်ကျင်တော်လှန်လာခဲ့တဲ့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ဆိုးကြီးဟာအပြည်တိုင်ညီကုန်းချုပ်တော့မဲ့အနေအထားကို ရောက်ရှိလာတဲ့တစားတစားနီးကပ်လာတဲ့တိတာတေချာထင်ရှားလာတဲ့အနေအထားတွေမြင်တွေ့နေရပြီလို့ဥစွာဂုံယူနှုတ်ဆက်စကားပြောချင်ပါတယ်။ဒါဘာကြောင့်ကျွန်တော်သုံးသပ်ပြတယ်လဲဆိုရင်လက်ရှိ ဖက်စစ်တပ်ထဲကဖြစ်ပေါ်နေတဲ့နောက်ဆုံးအခြေအနေတွေပေါ့အခုဖြစ်ခဲ့တဲ့နေဆက်ဒေသကစစ်ပွဲတိုင်းကိုပဲကြည့်ကြည့်နောက်ဆုံးဖြစ်ခဲ့တဲ့မောတော်လုံနေထားပေါ့ကျန်တဲ့ဘင်္ဂလားဒေ့ရှ်နေဆက်ပဲကြည့်ကြည့်ထိုင်းနဲ့တခြားနေဆက်ပဲကြည့်ကြည့်ဘယ်နေဆက်မှမဆိုဖြစ်ခဲ့တဲ့တိုက်ပွဲတိုင်းမှာကြည့်ဒေါ်လိုင်းတပ်ဖွဲ့ဝင်သိမ်းပြီဆိုတာနဲ့ဖက်စစ်ရန်ဖက်တပ်ကလက်ပါစီတွေဟာအဲလက်နက်ပိုင်ပါမပါလဲလူကြီးပဲတိုင်းတစ်ပါးကိုလွတ်အောင်ထွက်ပြေးခိုလုံကြတဲ့ဒါရိုးရာလို့ဖြစ်နေပြီဖြစ်တယ် ိန္ဒိယပဲထွက်ပြေးလို့ပြန်ခေါ်ရတာဘင်္ဂလားဒေ့ရှ်ပဲထွက်ပြေးလို့ပြန်ခေါ်ရတာအိန္ဒိချင်း၄နိုင်ငံရှိတဲ့နေ့မှာ၃နိုင်ငံကတော့ခဏခဏထွက်ပြေးနေကြဖြစ်တယ်ပေါ့တရုတ်ကတော့အထွေထူးပြောကြမှာမလို့ပါဘူး။ဘာလို့ဆိုတော့တရုတ်ကတော့ဖက်ဆစ်အကြမ်းဖက်အာဏာရှင်မင်းအောင်လှိုင်ရဲ့ခေါင်းကိုင်ဖခင်ကြီးဖြစ်နေတယ်ဆိုတော့သူ့ဘက်ထွက်ပြေးခဲ့ရင်လည်းတရင်ထွက်ပေါ်လာမှာမဟုတ်ဘူး။အားလုံးသူတို့တိတိနဲ့သူတို့လွတ်လုပ်ကြမှာဖြစ်တယ်ပေါ့။ဒါတော့အဲ့တော့ဖက်ဆစ်တက်ကလက်ရှိအနေထားဟာဘလို့မှစိတ်သက်ဆွမ်းရင်နော်ဒီဒီတပ်ဖွဲ့ချစ်စိတ်နဲ့ စစ်တိုက်နိုင်တဲ့အနေအထားမရှိတော့ပါဘူး။အဲသူတို့မှာရှိတဲ့နောက်ဆုံးအကဲတာမှုတစ်ခုကတော့တရုတ်နဲ့ရုရှားတို့ကထောက်ပံ့ပေးတဲ့လေကြောင်းပစ်ကူအရေးတာမှုတစ်ခုပဲရှိပါတယ်။ဒေအင်းနဲ့ပတ်ပြီးတော့ဘုံကျဲမယ်။ဘုံကျဲနိုင်မယ်ဘုံတီတွေထုတ်လွှင့်နိုင်မှုတရုတ်ကတရုတ်နဲ့တချို့သောကွန်မြူနတီနိုင်ငံတွေကမ္ဘာဝင်ရိုးစုံမိစ္ဆာနိုင်ငံတွေကထောက်ပံ့ပေးတဲ့ဆီလန်နာပစ္စည်းတွေနဲ့အစောတလျင်ကပ္ပစာတွေမှာထုတ်လုပ်ပြီးတော့ဘုံကျဲမယ်။ဒါပဲသူတို့လုပ်နိုင်တော့တာဖြစ်တယ်။ ဒီဂျိုင်ကော့ပတာတွေလည်းအခုဆိုဒစီဒစီပြက်ကြပြီးမြေပြင်မှာအသုံးမတည့်ဘူးဆိုတာကိုသူတို့သိလာကြပြီးဂျိုင်ကော့ပတာပေါ်မှာတက်မောင်းဖို့တော့မှသူတို့ခက်ခဲလာတဲ့အနေအထားဖြစ်တယ်မြေပြင်မှာကြည့်လိုက်ပါအပြင်းထန်ခံစစ်ဆင်ပြီးတော့တချို့နေရာတွေမှာထိုးစစ်ဆင်နိုင်တာဟုတ်ပါတယ်ထိုးစစ်ဆင်နိုင်နေဆိုတဲ့အခြေအနေမှာသူတို့အသုံးပြုလာတဲ့အနေအထားကိုကျွန်တော်လေ့လာကြည့်ရှုရသလောက်လီရင်နဲ့ဘုံကျဲမယ်တိကျတဲ့တိုင်းတော်ထောက်လန်းမှု dragon ထောက်တဲ့ဒီ drone တွေနဲ့တိတိကျကျကင်းထောက်မယ် anti drone နေနဲ့ဒေါ်လာကြီးတက်ကတ် drone တွေကိုပြန်တက်ပြန်တက်လို့မရနိုင်အောင်ဆွဲချသိမ်းဆီးနိုင်အောင်ရုရှားရဲ့အကူအညီနဲ့ကြိုးစားတယ်ပြီးတော့မှထိုးစစ်ကိုမြေပြင်မှာအတင်းအဓမ္မစုဆောင်ထားတဲ့ပြည်သူစစ်လို့ခေါ်တဲ့လူငယ်တွေကိုအသေးခံခိုင်းပြီးတော့ mining ခိုင်းပြီးတော့အတင်းလူလိုင်းလုံးနဲ့တက်ပြီးထိုးစစ်ဆင်သိမ်းပိုက်ခိုင်းတဲ့အနေထားမျိုးကိုပဲသူတို့လုပ်နိုင်တာတွေ့ရပြီးတော့အခုပြည်သူစစ်ခေါ်တဲ့ပြည်သူဖမ်းဆီးခံထားတဲ့လူငယ်ပေါင်းမြောင်များစွာဟာလည်းပဲ လွန်စွာမှစိတ်သက်ကြဆင်းပြီးတော့နီးပေါင်းစုံနီလန်းပေါင်းစုံတို့ထွက်ပြေးနေကြတာကိုကျွန်တော်တို့မျက်မြင်တွေ့ရပြီးကျွန်တော်တို့ဒလိုင်းတက်ဖက်ကကယ်ဆယ်ဆောက်ရှောက်ထားတဲ့ပါစာပြည်သူစစ်ပေါင်းနဲ့ရည်တွေ့ရာပေါင်းများစွာရှိလာကြတဲ့အနေအထားဖြစ်တဲ့အတွက်ဖက်စစ်တက်ကအင်အားဟာဖီယိုဖီယဲလုံးဝပြိုကွဲနေတဲ့အနေအထားရှိပါတယ်စိတ်တက်အင်အားစိတ်တက်အင်အားပြိုကွဲနေတာတခုတည်းလားဆိုတော့မဟုတ်ဘူးဘ ਹੁ ကမန်းပေးနိုင်တဲ့ဘ ਹੁ ချက်ကလည်းအခုဆိုရင်ပြိုကွဲနေတဲ့အနေအထားတွေ့ရပါလိမ့်မယ် အခုဒါမောတော်ဆိုလို့ရှိရင်ကြားတိရတဲ့အတိုင်းလာလာရောက်တိုက်ခိုက်မယ်ဆိုတာကိုရက်တတပတ်နဲ့ခြီးပြီးတော့ကြိုတင်တည်ရရှိပြီမဲ့ဘာမှစစ်ကူပြစ်ကူမပေးနိုင်တာစကိုင်းတိုင်းမုံရွာဖက်ဒီမှာလည်းအလားတူပဲတလောင်းကြီးတက်ဒီဘက်ကတိတိကျကျဝင်ရောက်တိုက်ခိုက်မယ်ဆိုတော့တိရှိရနဲ့စစ်ကူပြစ်ကူမပေးနိုင်တာကချင်ပြည်နယ်မှာဆိုလည်းအလားတူပဲအာရခပြည်မှာဆိုလည်းအလားတူပဲအဲ့တော့တို့ရဲ့အာနာအမိန်ပေးမှုကြည့်လေညှင်းနှိုင်းကိုကယ်ရည်မှုရုံဖက်ကကာဆတ်တာမူတွေဆိုတဲ့အကောင်ကြီးဖက်ကနေပြီးတော့ရခင်လွန်ခဲ့တဲ့၄၅၆လကာကဲ့သို့ တိကျတဲ့တေချာတဲ့မှန်ကန်မြန်ဆန်တဲ့အမိပေးစနစ်တွေမရှိတော့ဘဲနဲ့အခုမင်းအွန်လိုင်းကိုတိုင်ကိုပဲဖအံကိုရောက်တယ်ပြီးနေအစိုးရလို့ခေါ်တဲ့သူတို့ခန့်ထားတဲ့စစ်လက်ပါစီအစိုးရအဆင့်လို့တတ်မှတ်ထားတဲ့ခေါင်းကြီးကိုတိုင်ကတဲခဲအခန်းကျွေးမွေးတဲ့ရေစားစရာလုံးဝမသုံးဆောင်တော့ဘူးဆိုတော့ဒါထွက်ပေါ်လာတဲ့တည်င်းတွေကမင်းအွန်လိုင်းကိုတိုင်ဟာသူ့ရဲ့သူ့ကိုထောက်ကူပေးထားတဲ့အရေးကြီးဆုံးပြည်နယ်အစိုးရဆိုတဲ့အဆင့်တန်းကဗိုလ်ချုပ်ကြီးတွေကိုတော့မှယုံကြည်မှုမရှိတော့ဘူးဆိုတဲ့သဘောကိုပြလာတယ်ဖြစ်တဲ့တကြောင် သူတို့ရဲ့မိန်မွေးစနစ်သူတို့ရဲ့အချင်းချင်းပေါ်မှာထားရှိတဲ့သစ္စာခံမှုနဲ့ယုံကြည်မှုအခြေအနေတွေဟာလုံးဝပြိုကွဲပျက်စီးနေတဲ့အချိန်မှာပဲကြားဖြန့်လို့ခေါ်တဲ့နိုင်ငံတကာကနေအခုဆိုရင် Truth Media American ကပေါ့တိတိပပเนาะ Scammer Strike Force ဆိုပြီးတော့ကြီးညာပြီးတော့ American ကအပြောနဲ့အလုပ်ညီတဲ့လူဖြစ်တယ်လေလုံးကြီးတဲ့လူမဟုတ်ဘူးအဲ့တော့ကြီးညာပြီးတော့အခုဆိုရင်မြန်မာနယ်စပ်တစ်ချောင်းမှာ American စစ်တပ်တွေရောက်ရှိနေပြီဆိုတော့လေလူတိုင်းသိတဲ့လူရွက်ချက်ပါဆိုတော့ ကြားဖြန့်လို့ခေါ်တဲ့လက်တယ်အဓိကတည့်ရခန်းနဲ့ပတ်သက်လို့ကျွန်တော်အနေနဲ့ကြားသိရတော့ပြောပြရရင်လွန်ခဲ့တဲ့နှစ်နှစ်ခွဲ၃နှစ်လောက်ကတည်းကဒီကြားဖြန့်နဲ့ပတ်သက်ပြီးတော့ American အစိုးရထောက်လိုင်း agency တွေဟာတဲတဲမဲမဲနော်စနစ်တကျအသွင်ယူထိုးဖောက်စိတ်ဝင်အချက်လက်တွေစုဆောင်းနေခဲ့ကြတာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်တော့လွန်ခဲ့တဲ့နှစ်နှစ်ခွဲလောက်ကတည်းကဒီကြားဖြန့်ရွှေကုတ်ကိုအထဲမှာလဲပတ်နေတဲ့ဖြစ်စဉ်တချို့ကိုနော် ီ agent တယောက်ကတစ်စက်ကျွန်တော်ကိုယ်တိုင်မှသိရှိခဲ့တာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းချိတ်ဆက်ပေးလိုက်တဲ့ဒီပြည်သူစစ် sorry အာ BGF လုပ်နေတဲ့အဖွဲ့အစည်းတွေနဲ့ဆက်သွယ်နေတဲ့စစ်မှုထမ်းဟောင်းရရှိတယောက်ကတစ်စက်လဲကျွန်တော်ကကြားဖြတ်လုပ်ငန်းတွေအကြောင်းတော့ကျွန်တော် American ထောက်လိုင်း agency တွေကျွန်တော်ကိုယ်တိုင်တော့မှချိတ်ဆက်ပေးခဲ့တာရှိပါတယ်အဲ့တော့လုံခဲ့တဲ့နှစ်နှစ်ခွဲလောက်ကတည်းကအချက်လက်တွေကိုကြာကြာနာနာဘယ်လောက်ထိအဲ့တုန်းကကျွန်တော်ကိုယ်တိုင်ဗီဒီယိုဖိုင်တွေတွေ့ရလဲဆိုတော့အဲ့ချွေကုတ်ကိုအဆောက်အုံကြီးတွေရတနေရာမှာ လျက်စစ်ဂျင်းစင်းနဲ့တူနေတာတွေနော်တောင်ကျိန်လုံးနဲ့ဒီမသိမချင်းကိုရိုက်နေတာတွေထိုင်ထားတွေလှုပ်ခိုင်းတာတွေနောက်တစ်ခါဒဏ်ရာမှာကြောတွေကြောမှာဒဏ်ရာတွေဘရဘွားနဲ့ရိုက်နေညင်မှနှိမ့်ဆက်ထားတာတွေလက်ထိတ်ကြီးခတ်ထားပြီးတော့ဒီဒီလက်ထိတ်ခတ်ထားတဲ့တန်းဟာစတီတိုင်းကြီးမှာဓာတ်အားတွေလွှတ်ထားတာတွေဒါတွေအစအစအထိအကုန်လုံးကိုကျွန်တော်တို့လုံခဲ့တဲ့နှစ်နှစ်ခွဲကလေးကအမေရိကန်ကကြကြနာနာဘယ်နေရာမှာဘယ်တရုတ်ကဥဆောင်ပြီးတော့ဘလို့ရက်ဆက်ကြမ်းကြုတ်မှုနဲ့ဘလို့လှုပ်ခဲ့တယ်ဆိုတဲ့အကြောင်း ဘလို့ကိုရင်းအင်္ဂါတွေကလီစာတွေကိုဘဲဖွဲ့ရှိကခွဲစိတ်ပြီးတော့ဘဒုကိုတတ်ဖြတ်ပြီးဘဲကိုပို့ပို့ပြီးရောင်းချတယ်ဆိုတဲ့အကြောင်းအကုန်လုံးအချက်လက်တွေငွေကြေးစည်းစိမ်မှုတွေဘန်းနေဘဲဘန်းနေဘဲသွားတယ်ဆိုအကုန်လုံးကိုအမေရိကန်ဆိုရနဲ့ထောက်လိုင်းအေဂျင်စီတွေကစုဆောင်းမှုတွေတိစောက်ထားပြီးဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်နှစ်ခွဲကလေးကဆိုတော့အခုမှကြားဖြန့်လို့ပေါ်ပေါ်တင်တင်ဆွဆွဲခံရတဲ့ဆော့ချစ်သူနဲ့ DGB နဲ့ BGF တို့အုပ်စုဟာအယူဖင်တရေ ဟိုရင်းပြုခံရတဲ့ဗမာနယ်အဆောက်အုံတွေကိုဘုံခွဲဖြစ်စီပြအောက်ခြေက၄၅မြောက်လောက်အခိုင်းစီခံလေးတွေကိုဖမ်းစီပြပြီးသူတို့ကြားပြန်နေကိုနှိမ်နှင်းနေပါပြီလို့ထုတ်ပြန်ချက်ကိုအမေရိကန်အစိုးရဘက်ကဘလူးနီးနဲ့မှလက်ခံမှာမဟုတ်ပါဘူးသူတို့ကြေညာထားတဲ့အတိုင်းသူတို့နိုင်ငံသားတွေရှိရနေလိမ်လည်ပြီးလှည့်ဖြားယူသွားတဲ့ဘီလီယံနဲ့ချီတဲ့အမေရိကန်ဒေါ်လာတွေကိုဘီလီယံနဲ့ချီတဲ့ဒီပိုင်ဆိုင်မှုတွေကိုပြန်လည်ရယူဖို့ ਨੇ ကျူးလွန်ခဲ့တဲ့လူတွေကိုဖော်ထုတ်အရေးယူဖို့သူတို့ရဲ့ strike force ကစူးစမ်းမယ်လို့ဆိုထားတဲ့အတွက်ကြောင့်ဒီဘီလီယံနဲ့ချီတဲ့ဒေါ်လာတွေဟာဘယ်ကိုရောက်သွားသလဲစက်ကြောင်းကိုလိုက်ရင်တရုတ်ကြားဖြန့်ဂိုင်းကောင်းဆောင်တွေကတဆင့်တရုတ်ပြည်ကိုအချို့စီးဆင်းသွားတယ်အဲ့ဒီတရုတ်ကြားဖြန့်ဂိုင်းကောင်းဆောင်တွေနဲ့လက်တွဲလုပ်နေတဲ့ BGF စောချစ်သူကတဆင့်နေပြည်တော် main online စီကိုစီးဆင်းသွားတယ်ပြီးတော့မှအယိုးအရင်းလေးတွေကိုပဲ ရိုးရင်းလေးတွေကိုပဲဘယ်ကိုရတယ်လဲဆိုတော့ထပ်ပြောပါအောင်မယ်ကျွန်တော်ကအဲ့ဒီအဲ့ဒီအဲ့ဒီကြားဖြတ်မှာပေါဝင်လက်ပတ်နေတဲ့တက်ဖွဲ့တစ်ခုရဲ့ခေါင်းဆောင်တယောက်ကိုကျွန်တော်ပြီးခဲ့တဲ့ရပိုင်းနေငယ်ကလမ်းပြီးတော့ပေါ့နော်အကြံပေးစကားကျွန်တော်ပြောလိုက်ပါတယ်ဒါကလည်းစေတနာမေတ္တာနဲ့ပါသူရာဇဝဲမှုကျူးလွန်ထားတာမှန်တယ်ဒါပေမဲ့သူအခုချိန်မှာဒါအာဘယ်လိုခေါ်မလဲဖောက်ကောင်ဖားညွတ်လိုမျိုးလုတ်ခဲ့လို့ရှိရင်ပေါ့ဘလိုနည်းဘလိုနိုင်ငံရေးအကျိုးမြတ်ရနိုင်တဲ့အသက်ရှင်ခွင့်ရမယ်ဆိုတဲ့အကြံပြုချက်လေးပေးပို့ရင်ပေါ့ကျွန်တော်သူ့ကိုလှမ်းပြောခဲ့ပေါ့ပြောတော့ ူပြန်ပြောတဲ့စကားတခုပေါ့နော်။သူကဘာပြောလဲဆိုတော့အာကျွတ်တက်ဖွဲ့ဝင်တွေအသက်ဆက်ရှင်ဖို့ကျွတ်ခိုးဘာပဲခိုးရခိုးရဓမြတက်ရတက်ရလောက်ရမှာပဲဆိုတဲ့သဘောမျိုးသူပြန်ပြောတာလေးကျွန်တော်ကမှတ်မိလိုက်လို့ပါ။အဲ့တော့စောစောကရတဲ့အယိုးအရင်းလေးတွေကိုငါတက်ဖွဲ့အတွက်ဘာပဲလောက်ရလောက်ရလောက်မှာပဲဆိုတဲ့လူကိုတချို့တက်ဖွဲ့ပြီးပြီးပြီးတော့ချွေးသိမ့်ထားတာဖြစ်တယ်။ဆိုတော့အားလုံးကိုခြုံငုံပြီးတော့ဆက်ဆက်စဉ်းစားစစ်စစ်စစ်အရေးယူမယ်ဆိုရင် နောက်ဆုံးတာဂက်ကတစ်ခုပဲကျန်ပါတယ် အာ BGF ကစောချစ်သူတို့ကအသာထားပါမွားပါသူဟာရှီချစ်ကျင်တို့လိုမျိုးအချိန်တန်စေးထိုးရင်ထိုးမထိုးရင်အကျဉ်းထောင်တစ်ထောင်ပါအကျဉ်းဆန်ရမယ်နေရုပ်သာသာပါပဲအဓိကကြံရှိတဲ့နှစ်ခုဟာတရုတ်ကွန်မြူနစ်ပါတီနဲ့တရုတ်တရုတ်ကွန်မြူနစ်ပါတီတွေကခေါင်းဆောင်တချို့ ਨੇ ဖက်စစ်ဂျမ်းဖက်အာနာရှင်မင်းအောင်လှိုင်အုပ်စုဒါဟာကြားဖြန့်ဆိုတဲ့နိုင်ငံတကာနိုင်ငံဖြတ်ကျော် scamming လိမ်လည်တဲ့ online လိမ်လည်မှုကိုကျူးလွန်နေတဲ့ပင်မဂိုင်းကြီးတွေရဲ့စီးဆင်းရပင်မနှစ်ခုဖြစ်တယ်။ဒါကြားဖြတ်နဲ့ပတ်သက်လို့ဖော်ထုတ်တွေ့ရှိရတဲ့တစ်ချက်ပဲဖြစ်တယ်။ဒုတိယကမူးယစ်အခုဆိုရင်မူးယစ်စီနဲ့ပတ်သက်လို့ဟလာဒီချန်ပီယံမှာရှေ့တိကန်ဒေတာမှာဘလို့ထုတ်လုပ်နေတယ်ဆိုတဲ့အကြောင်းအကြီးကျယ်ဖြစ်လာတော့အမေရိကန်နိုင်ငံမှာဆိုရင်လည်းမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အင်မတန်ဆိုးရွားတဲ့သတင်းချက်လက်တွေအမှန်တွေကိုအခုဆိုရင်တနိုင်ငံလုံးကတအုံနွိနွိနဲ့အော်ဘာမှပြည်စော်ဒီလိုကြီးလား ဟာဗမာပြည်တို့လည်းရက်စက်ကြမ်းကြုတ်လာသလားငါတို့ငွေတို့လိမ်နေတယ်ဗမာပြည်ရပါလားငါတို့ရှိကိုရောက်လာတဲ့မူရေးစည်းတွေအကုန်လုံးနှီးပါဟာဗမာပြည်ကထွက်လာတာပါလားဆိုတော့အချက်လက်ပေါ်ထွက်မှုတွေအရာမူရစ်ယာစာဟာလည်းပဲမင်းအွန်လိုင်းဖြစ်နေတာတွေ့လျားပါတယ်အဲ့တော့ကြားပြန့်ယာစာမူရစ်ယာစာနောက်ဖို့ဆိုတာကအိန္ဒိယဆရာဝန်တွေအခုဖောက်ခွဲဖြစ်စီလိုက်တဲ့ဒီ KK Park အပါဝင်ရွှေကုတ်ကုတ်အပါဝင်ထဲမှာအိန္ဒိယနဲ့တရုတ်တော့ပါမပါမသိဘူးပေါ်ထွက်လာတဲ့သတင်းချက်လက်တွေကအိန္ဒိယနဲ့ ခွဲစိတ်ဆရာဝန်ကြီးဟာအဲ့ဒီ KKP စီဒီလိန် online လိန်လေးတဲ့ဂိုင်းနေအခြေဆက်ရဌာနမှာခွဲစိတ်ခန်းတွေလျှို့ဝှက်တိစောက်ထားပြီးတော့တကယ်အဆင်ပြေခွဲစိတ်ခန်းကြီးတွေမှာလူငယ်တွေလူရွယ်တွေသူတို့လိုချင်တဲ့ဘယ်အသက်ရွယ်ဘယ်အသွေးမျိုးစားဘယ်လိုအင်ဇိုင်းပါတဲ့ဘလူကိုတွင်းကလေးစားအသေးအကြောက်ကနှလုံးစသဖြင့်အစားထိုးလိုတာကလေးစားကိုခွဲအရှင်လက်လက်ခွဲစိတ်ဖြတ်တော့တတ်တ်ဖြတ်ပြီးတော့လူဒီပြန်လှည့်ပြီးနိုင်ငံတကာဈေးကွက်ကိုတင်ပို့ခဲ့ရတဲ့ဆိုတဲ့ဖြစ်စဉ်ဒီအကုန်လုံးတစတစပေါ်ထွက်လာတဲ့အကြောင်းမလို့ တရားမဝင် ကိုရင်းကလီစာတပ်ဖြတ်ရောင်းဝယ်မှုရဲ့ပင်မစစ်မြေတရားခံဟာလည်းပဲမင်းအွန်လိုင်းအုပ်စုပဲစစ်အုပ်စုပဲဖြစ်နေတာတွေ့ရပါလိမ့်မယ်ဒီကြောင့်လည်းပတ်သက်ကျွန်တော်ကိုယ်တိုင်ပြောခဲ့မှုပါတယ်ပြီးဒါကာစာမူဒူတာကာစာမူလုတ်ခဲ့တဲ့ကောင်းတကောင်းအောင်ဆိုရင်လည်းပဲ2021ကာလစမ်းထားပြရတဲ့လူငယ်တွေလူငယ်ဆိုတာအသက်18 20စိတ်လေးတွေဟာနေပြောက်ညာပြောက်ပျောက်သွားပြီးတော့လုံးဝအလောင်းမှရှာမရအောင်အယောင်ရလို့ဆေးုံသွားထုတ်ဆိုရင်လည်းပဲရင်ခွဲထားပြီးသားကိုရင်းကလူစာဘာမှမရှိတော့ဘူးလက်လက်ဆက်ဆက်မနေ့ကမှဖမ်းသွားတယ်ဒီနေ့ ကိုရင်းကလေးစာမပါဘဲနဲ့ချုပ်ပြီးသားတွေဘော်ဒီယိုမိဘတွေပြန်ပြီးတယ်အဲအဲ့ဒီအချိန်ကလေးကကိုရင်းကလေးစာရောင်းဝယ်မှုလုပ်ငန်းကိုစစ်ဘိုလ်ချုပ်အဆင့်ရှိတဲ့ကောင်တွေကိုယ်တိုင်ကအစပြုပြီးတော့လှုပ်လာခဲ့ပြီဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ရှီချစ်ပင်ကိုယ်တိုင်ပူတင်နဲ့တွေ့တဲ့အချိန်မှာလှုပ်ကနေပြောလိုက်လို့ဖြက်ပြန်ဖြက်ခိုင်းလိုက်တဲ့ message တစ်ခုရှိပါတယ်။ဒါပါလဲဆိုတော့လူတွေရဲ့အသက်ကို150တိရှည်အောင်လုပ်နိုင်မယ့်နည်းလမ်းတွေရှားဖွေတွေ့ရှိထားခဲ့ပြီဆိုတဲ့အချက်လေးပါ ဒါစီးပညာရစီးထိုးပြီးသွားတာမဟုတ်ဘူးကိုရင်းကလီစာတချို့ရေးကြီးစိတ်ပိုင်းတွေကိုသူတို့ဤပညာနဲ့လဲလေအစားထိုးအသက်ဆက်ရှင်ဖို့ကြိုးစားတဲ့နေရာမှာလဲလေအစားထိုးဖို့လိုအပ်တဲ့ကိုရင်းကလီစာတွေအတွက်အခုလိုမျိုးရက်ဆက်ကြမ်းကြုတ်တဲ့ဖက်စစ်အကြမ်းဖက်စစ်တပ်တွေစစ်အာဏာရှင်တွေလူမဆန်တဲ့ကောင်တွေလူလူချင်းချင်းကိုအရှင်လက်လက်တပ်ဖြတ်ပြီးကိုရင်းကလီစာထုတ်ဝင်တဲ့လူရိုင်းဆိုင်ကောင်တွေရှိမှကျင့်ဝတ်ဖောက်ပြန်တဲ့အိန္ဒိယဆရာဝန်တချို့လိုမျိုးစီးပညာရှင်တွေရှိမှ ဒီကိုရင်းကလီစာရဲ့ဆက်ဆက်ခွဲထုတ်တခြားနေရာမှာပြောင်းလဲအစားတို့အသက်ဆက်ရှင်နေမှာဖြစ်တယ်ဆိုတော့ကိုရင်းကလီစာရောင်းဝယ်ရေးအတွက်ကိုမြမပြီဟာအင်မတန်မှဝမ်းနည်းကြည်ခဲ့ဖွဲ့ရကောင်းလောက်အောင်ရက်ဆက်ကြံ့ကြုတ်တဲ့လူသက်သမားတွေရဲ့စကြက်အမည်ဖြစ်ခဲ့ပြီးတော့အခုဆိုရင်ဘယ်လာရုစ်ကဆိုတော့လူမျိုးတခြားနိုင်ငံကလှပနုနယ်ပြိုမြင့်တဲ့လူငယ်တွေကျွန်တော်နိုင်ငံကတော့အထွေထူးဆိုစရာမရှိဘူးပေါ့အစားပြောက်အနားပြောက်ဘယ်သူတတ်လို့တတ်မှန်းမသိလုံးဝ chaos full state ဖြစ်နေတဲ့နိုင်ငံဖြစ်တော့ကျွန်တော်နိုင်ငံလူငယ်တွေအတွက်တော့ထွေထူးဆိုစရာမရှိဘူးအဲ့တော့အတိကဆိုးဝါးလာတဲ့ယာစွေးမှုကြီးတွေအကုန်လုံး scamming မူရကိုရင်းကလေးစားရောင်းဝယ်မှုသုံးခုသလုံးရဲ့ပင်မစစ်မြစ်တရားခံဟာမင်းအွန်လိုင်းဆေးအုပ်စုဖြစ်နေတယ်ဆိုတာကို American Congress လွတ်တော်ကပြီးခဲ့တဲ့နှစ်ရက်ကနှစ်နာရီကျော်ကြာဆွေးနွေးတဲ့အခြေတင်ဆွေးနွေးပွဲမှာလွတ်တော်ကိုယ်စားလှယ်ဒီဘက်က တို့ရဲ့ရှာဖွေတွေ့ရှိတဲ့အချက်လက်တွေကိုမူတည်ပြီးရှင်းလင်းတင်ပြသွားတာတွေ့ရခြင်းအဖြစ်ကဘာကြီးဟာမြန်မာပြည်ပြည်သူပြည်သားတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ဖက်စစ်ကြမ်းဖက်အာဏာရှင်စနစ်ကဆိုးဝါးရက်ဆက်ကြမ်းကြုတ်မယိုင်းလာတဲ့အခြေအနေမှန်တွေကိုသိမြင်သွားခဲ့ပြီဖြစ်တယ်။အဲ့တော့အခုဒီကနေ့ဒီမဲ့ဇယ်လန်စကီကသူ့ရဲ့ရွေးချယ်ဖို့ခက်ခဲတဲ့ option တစ်ခုကိုမိကုန်းနဲ့တင်ပြခဲ့တယ်။ option တစ်ခုအချင်းချုပ်ပြောရရင်သူ ဂုံတိခါကိုရွေးချယ်မလားစစ်ရှုံးခံပြီးတော့မဟာမိတ်တပ်ဖွဲ့နိုင်ငံကြီးတစ်ခုကိုရှုံးခံမလားသူနှစ်ခုပေါ့ရွေးချယ်ရတော့မအနေထားဖြစ်ပြီဆိုတော့ကျွန်တော်တော့လူတို့ချင်းသုံးသပ်ရရင်၃နှစ်ကျော်လင်းကြာဖြစ်လာတဲ့ယူကရိန်းနဲ့ရုရှားစစ်ပွဲဟာအခုဆိုရင်ရုရှားဟာအတော်ကြီးကိုစစ်ပန်းပြီးတော့ရှိသမျှရွှေဒုံးတွေရောင်းထုတ်ရတဲ့အနေထားသူနိုင်ငံတွေမှာတော့ ဓာတ်ဆီဒီဇယ်မထုတ်နိုင်တော့လို့တခြားနိုင်ငံတွေကလည်းဓာတ်ဆီဒီဇယ်ပြန်သွင်းပြီးရသူတို့ကားတွေဖြန့်ဝေရတဲ့အခြေအနေသူနိုင်ငံသားတွေကိုအဆမတန်အခွန်တိုးမြင့်ပြီးတော့စစ်စည်းထောင်းလာလို့ကြိုးစားရတဲ့ရုံးကန်တွေရတဲ့နောက်ဆုံးရက်စွဲဒီချိန်ဒီမှာပူတင်အတွက်ရွေးချယ်စရာသူတို့နိုင်ငံကြီးနေနဲ့သူစစ်ရှုံးခံမလားနောက်ဆုံးဖြစ်ချင်အဖြစ်သူလည်းတည်ကဘာလဲကြည်ဆိုပြီးနျူကလ িয়ার တုံးမလားတုံးမဟုတ် ကြောက်ကံကံပြီးဂျောင်းပိတ်ရဲခံရတဲ့ခွေးလိုရှိသမျှလက်နက်နဲ့ထုတ်သုံးမလားဆိုတဲ့အနေထားဖြစ်လာတဲ့ကာလမှာဇယ်လင်စကီးကိုအမေရိကန်ကဒီမူချုပ်ချပြပြီးတော့လာမယ့်29ရက်နေ့မှာလက်မှတ်ထိုးဖို့ဖိအားပေးလာတဲ့ဆိုတဲ့အခြေအနေဟာနောက်ဆက်တွဲဖြစ်မဲ့တောင်ပစိဖိတောင်တရုတ်ပေါ့ South China Sea ပင်မှာစိုင်ထားတဲ့စီနိုင်ငံရေးအတေးဆိုင်တွေအတွက်နောက်ချီတလန်အတွက်တချို့ဇက်ွက်တွေတချို့နယ်မြေတွေမှာပြည်ရနဲ့စစ်ရုပ်သိမ်းတာ စစ်ရက်ဆိုင်တာစစ်အင်အားစုတာလုပ်တယ်လို့ကျွန်တော်သုံးသပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ EU စစ်ပြင်းနေပါတယ်။ဆီလနယ်ပစ္စည်းတွေအရှံပဲထုတ်လုပ်ပြီးဂျာမနီနှုတ်ထလာပါတယ်။ဒီချိန်မှာဂျပန်ကစစ်အင်အားကြီးထောက်ဖို့လုပ်ရမယ်ဆိုတဲ့စကားကိုတရုတ်ကအခုဆိုရင်သူ့ရဲ့ CCP မီဒီယာတွေမှာအပြင်းထန်အကြောက်လန့်ထိတ်လန့်တကြားကန့်ကွက်ရှုတ်ချလှုံ့ဆော်နေတာတွေ့ရပါတယ်။ဂျပန်ခေါင်းထောင်လာမှာကိုတရုတ်အကြောက်ဆုံးဖြစ်နေတယ်။ဘာကြောင့်လဲ။လက်ပြာမလုံတဲ့ခေါင်းဆောင်တချို့ကြောင့်တရုတ်ဟာ တစုံတစ်ခုသာကဘာကြီးနဲ့ရှင်ပြီးသူအခြေတင်ဖြစ်ရမယ်ပြဿနာဖြေရှင်းရမယ်ဆိုရင် Wuhan virus ကစ Wuhanma virus အဆိုကဘာအနှံ့ကိုဆေးအနာရှင်တွေစစ်စစ်တပ်စစ်ဘုတ်ချုပ်တွေကိုအကျင့်ပြက်လက်စားတဲ့ဖောက်ပြန်တဲ့စစ်ဘုတ်တွေကိုမွေးပြီးတော့ဆေးအနာသိန်းကဆေးအနာရှင်စနစ်ကြီးထွားစေပြီးတိရွေလက်ပါးစီဖြစ်ဖြန့်ကျက်ပြီးစစ်အာကြီးနိုင်ငံတစ်ခုဖြစ်တိဆောက်ကကဘာရဲ့ super power ဖြစ်ဖို့တလန်းနေတဲ့တရုတ်ရဲ့ရည်မှန်းချက် ထိုင်ဝမ်အပါအဝင်မြန်မာအပါအဝင်ဖိလစ်ပိုင်အပါအဝင်အိန္ဒိယနိုင်ငံတွေပေါ်မှာနိုင်လို့ရတဲ့လူကိုနိုင်မယ်တိမ့်လို့ရတဲ့မျိုးကိုတိမ့်မယ်တရားစတာအလုံးဂုံသွေးဆိုပြီးတရုတ်လူမျိုးတကူကြီးထွားရတာပဒနာဆိုတဲ့တရုတ်ကကိုကျိုးဆွဲအလွန်ပြင်းထန်တော့2025ဖက်စစ်စနစ်ကွန်မြူနီအရေးချုပ်ထားတဲ့ဖက်စစ်စနစ်တစ်ခုကြောင့်ကမ္ဘာနိုင်ငံတွေဟာအခုဆိုရင်အင်အားချိန်ခွင်ရှာတွေညှိပြီးတော့ စုဖွဲ့အသီးသီးနဲ့ခုဆိုရင်တစုံတရာကိုတိတိဆိုင်ဆိုင်ဥတည်နေကြတာတွေ့ရပါလိမ့်မယ်အဲ့တော့ရုရှားနဲ့ယူကရိန်းနဲ့စစ်ရဲဆဲတော်လကောင်ဖြစ်စဉ်တစ်ခုရရက်ဆိုင်သွားရင်တော်လကောင်စစ်မီးဟာ EU တော်လကောင်တရုတ်ဂျပန်ကိုရီးယားတိုင်ဝမ်သို့မဟုတ်မြန်မာနယ်နိမိတ်မှာတော်လကောင်ထပ်မံပြီးတော့ပြင်းပြင်းထန်ထန်တောက်ပလာအောင်နေထားရှိပါတယ်ဘယ်ချိန်ထိတောက်ပမလဲဆိုရင် ကဘာကြီးကိုမတီမငိမ်မအေးမချမ်းမငြိမသက်ဖြစ်နေစေတဲ့နောက်ွယ်ကလက်မဲကြီးတွေချုပ်ငိမ့်နေသည့်စောစောကပြောတဲ့အချက်ကြီး၃ချက်ပေါ့မင်းအောင်လိုင်းအပါဝင်မင်းအောင်လိုင်းကိုထောက်ပံ့ပေးထားတဲ့နဝတ်တွေချုပ်ငိမ့်သို့မဟုတ် နောင်တသို့မဟုတ်အေးယူနိုင်တဲ့အခြေအနေသည့်စစ်မီးကြီးတွေတော်လကောင်အသွဲသွဲသောဤပညာနဲ့ရှင်ပြိုင်ဆင်နွှဲတဲ့စစ်ပွဲကြီးတွေတော်လကောင်ဖြစ်ပေါ်ပြီးတော့အဲဒီကြားထဲမှာအမျက်ထွက်တယ်လို့ပဲပြောမလားမြန်မာတို့ရဲ့ကံကြမ္မာလို့ပဲဆိုမလားမသိဘူး ကျွန်တော်တို့မြန်မာပြည်လွတ်လပ်ရေးဟာဒုတိယကမ္ဘာစစ်ကမ္ဘာစစ်ကြီးအပြီးမှကျွန်တော်တို့ရခဲ့ရတာပထမအကြိမ်လွတ်လပ်ရေးဖြစ်တယ်။အခုဒုတိယအကြိမ်လွတ်လပ်ရေးအတွက်ကျွန်တော်တို့တာဆူနေတဲ့အချိန်မှာစစ်မီးကြီးတွေဟာကမ္ဘာနိုင်ငံအသီးသီးမှာ ਨੇ မြန်မာပြည်ရဲ့အနီးအနားမှာတောက်လောင်ပြီးမြန်မာပြည်တွင်းမှာတော့အချင်းချင်းချနေတဲ့စစ်မီးတဟုံဟုံတောက်လောင်နေကြတာကြာပြီးဖြစ်တယ်။ဆိုတော့လက်ရှိအခြေအနေအားလုံးကြီးချင်းအားဖြင့်စောချစ်သူထပ်မပြေးနေပါဘူးလို့သူ့ရဲ့လက်အောက်အခုဆိုရင်ဆရာမင်းနေရာပို့စေးတင်လိုက်တဲ့အစ်တကလေး နော်နိုင်မောင်စောကဘလို့ပဲပျော်ပျော်ဆွတ်ချစ်သူပျောက်နေတယ်။ပြီးကြတယ်တရုတ်ကြားပြန့်ခေါင်းဆောင်တွေဘယ်နေရာမှာဘာလုပ်နေလဲဆိုတာကျွန်တော်လိုလူလေးဘာမဟုတ်တဲ့လူတော်မှအတရုတ်ကြားပြန့်ခေါင်းဆောင်တွေဘယ်ဟူရွှေ့သွားပြီးရန်ကုန်မြို့ဘယ်ကွန်ဒိုအခန်းနံပါတ်ဘလောက်ကိုရောက်နေပြီးမင်္ဂလာတော်ရဲ့ဘယ်နေရာကိုဘယ်ဝင်းထဲမှာထားရတယ်ဘယ်အထက်ချုပ်ဆက်ယုံကြီးရဲ့ဘီနာတရုတ်အဆောက်အုံတွေမှာကြားပြန့်ခေါင်းဆောင်တွေရောက်လာတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ဘယ်မြို့လေးကိုတော့ဘယ်သူဘယ်တပ်ဖွဲ့ဥဆောင်မှုနဲ့ဘယ်ကြားပြန့်ခေါင်းဆောင်တွေကိုလောလောဆယ် လုံခြုံခွင့်ပေးထားတယ်ဆိုတာပြည်သူ့ဘက်တော်သားပြည်သူတွေရဲ့သတင်းပေးမှုကိုရရှိနေတယ်ကျွန်တော်လိုလူလေးတောင်မှသိရှိနေရမယ်ဆိုရင်ကောင်းငင်ကနေပြီးတော့မြေပြင်ကဘေ့စ်ဘောဘောလုံးရဲ့တစိုက်ကိုတော့လှမ်းဖတ်လို့ရတဲ့ satellite တွေပိုင်ထားတဲ့လူတွေအစစ်မြစ်နဲ့ထောက်လိုင်းရန်ရာကြီးတွေနဲ့တကယ်ကိုကဘာကျော်ထောက်လိုင်းတပ်ဖွဲ့ကြီးတွေရှိထားတဲ့ American လို့ဒီအစိုးရအဖွဲ့ကဘာမှမသိစရာအကြောင်းမရှိဘူးအဲ့တော့စင်သေးကိုစိတ်တည်နေဖုံးချင်နေတဲ့လက်ရှိနောက်ဆုံးလွတ်ရက်ဒီအခြေအနေကိုကြည်ချင်းအဖြစ် main online ဆရာဇွဲ gain ကြားဖြန့်ခိုင်းမူရခိုင်ခေါင်းဆောင်အုပ်စုတစုရဲ့အခြေအနေဟာနောက်ဆုံးအချိန်ကိုရောက်နေပြီဖြစ်တယ်။အဲ့သူဟာဘယ်လာရုစ်ကိုထွက်ပြေးမလားရုရှားကိုပြေးမလားရုရှားကပြည်နယ်တစ်ခုခုမှာတွားပြီးမတင်မရှားနိုင်ခိုးလို့မလားဒီနီးလန်းကိုရွေးမလားတဟိတ်ခုံယုံကတဆင့်ချမှတ်တဲ့ကျိုးမင့်ကိုတို့မို့ထောင်မင့်ကိုခံယူပြီးထောင်ထဲမှာနေတွားပြီးနေမလားတို့မဟုတ်အီတလီကမူဆိုလီနီလိုမျိုးဇောက်ထိုးကျိုးဆဲချပြီးပြည်သူတယောက်ချင်းစီရဲ့ပြစ်ပင်းမှုကိုခံမလားတို့မဟုတ် သူ့ရဲ့ဖက်စစ်တပ်တွင်ကပဲဟစ်တလာနောက်ဆုံးချိန်ဖြစ်သွားတဲ့အချိန်မှာဖျက်သန်းသလိုသူ့ကိုသူပဲဆူဆိုက်လုပ်မလားဒီ channel ၄ခုကလွဲလို့ option ၄ခုကလွဲလို့ main online အတွက်ရွေးစရာမရှိတော့တဲ့အချိန်အေးကျွန်တော်တို့ဒေါ်လာကြီးတက်ဖက်ကအခုဆိုရင်ကြီးညာထားခဲ့တဲ့အတိုင်းဘိုးကာလာမှာအင်အားတွေစုလက်နက်တွေစုအားလုံးမဟာပြူရာတွေစုပြီးတပ်ပေါင်းစုကြီးပေါ်ထွက်မယ်လို့ခေါင်းဆောင်ကြီးတချို့ကပြောလာတဲ့အနေထားတချို့နေရာတွေမှာဆိုရင် ပြည်내ချင်းချားနေတော့လည်းပဲစီရီးယားပေါင်းဆက်ပြီးတော့ကြီးမားတဲ့အဓိကကျသော heartland တွေကိုတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေနိုင်တဲ့အနေအထားရှိတဲ့အချိန်မှာဒါမဲ့တချို့နေရာတွေမှာတော့ရဲဘော်တချို့စိတ်သက်တည်တည်ကြာဆင်းတာရှိတယ်။ကြာဆုံးမှုများပြားလာလူလူထောက်ပံ့မှုတွေလူလူကြက်တဲလာလို့ရော့ကြလာတဲ့အနေအထားတွေပေါ်မှာအားမရတာခေါင်းဆောင်လုတဲ့လူတွေပေါ်မှာသူတို့လေးနှစ်တာလုံးလုံးမျောလင်းခဲ့တဲ့အချက်လက်တွေမျောလင်းသူဖြစ်မလာတဲ့ကြောင့်အားမရတာစသဖြင့်တချို့တချို့သော PDF နဲ့တချို့တချို့သောတိုင်းတပ်ဖွဲ့တွေကရဲဘော်တချို့စိတ်သက်ကြာဆင်းကြတာတွေရှိပါတယ်။ ချို့သူ့ကိုယ်သူ suicide လုပ်ကြတာရှိပါတယ်ဒါကလည်းခက်ခဲကြမ်းရှာလုံတဲ့အခြေအနေမှာဂျုံတိုက်ဂျုံရတတ်တဲ့သဘောသဘောဝမှုလို့ကျွန်တော်အနေနဲ့ဂျုံလုံးထပ်ပြီးတော့ဒီနေရာမှာပြောလိုက်ရင်ဒီနှစ်ကျော်တန်ဖိုးအနေမြင့်အနေမြင့်နဲ့သွားတဲ့အချိန်မှာဒီကနေ့ဟာ climax ဇက်ရှင်အမြင့်ဆုံးဖြစ်တယ်လို့အောင်ပွဲကိုရဖို့လက်တကန်းအနီးကပ်ဆုံးအခြေအနေလည်းဖြစ်တယ်အဲ့တော့မာရသွန်ပြေးပွဲတစ်ခုနဲ့ကျွန်တော်တို့ပမာဏနှမ်းရမယ်ဆိုရင်ပန်းတိုင်အလံကိုလှမ်းမြင်နေရတဲ့အချိန်ဟာကိုချီကိုလက်ကိုတော့မတည်ခြင်းလောက်အောင်ပင်ပန်းမှုပြင်းထန်ဆုံးအချိန်ဖြစ်ပါတယ် ဲ့တော့စိတ်သက်ကြဆင်းနေတဲ့ရဲဘော်တွေစိတ်သက်ကြဆင်းကျင်တဲ့ရဲဘော်တွေကိုကျွန်တော်တို့ဟောမှာအလံမြင်နေရပြီဟောဒီမှာကြိုနေတဲ့လက်ခုံတန်တစ်ဖြောင်းဖြောင်းကြားနေရပြီဘလို့မောနေပါစီကျွန်တော်တို့ပန်းတိုင်ရောက်အောင်ဆက်သွားမှရမယ်ဆိုရယ်ယုံကြည်ခြင်းနဲ့ခွန်အားပြန်လဲမွေးမြူပေးကြပါဆိုတော့ခွန်အားလဲမွေးမြူမယ်တင်းတင်းကားပြီခွာနဲ့တပောင်းစုတွေတိဆောက်မယ်မဟာမိတ်တွေလည်းကျွန်တော်တို့ချိတ်ဆက်ကြပါအခုဆိုရင်ပမာပြရင်ယူကရိန်းအကယ်၍သာ29ရက်နေ့ဒဇုံတရရက်ဆိုင်ထွားတည်သွားသူ့မှာတနစ်ကိုထုတ်လုပ်နိုင်တဲ့ဒရုန်း၄သန်းရှိတယ် ဒရုန်းစီးရေ၄တန်းရှိဆိုတော့သူ့ရဲ့တိုက်ခိုက်နိုင်တဲ့နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ပစ္စည်းတွေဟာရုရှားကရက်ဆိုင်သွားလို့ရုရှားကိုမတိုက်ခိုက်နိုင်နေဒီဖြစ်စဉ်ဒီစနစ်ဒီချိန်တွေပေါ်ပေါက်လာအောင်စေ့စော်ခဲ့တဲ့အရင်မဲလက်တံကြီးတွေတိုက်ခိုက်ဖို့မင်းအွန်လိုင်းအုပ်စုနဲ့နောက်ွယ်ကလက်မဲကြီးတွေကိုတိုက်ခိုက်ဖို့အတွက်ယူကရိန်းလိုနိုင်ငံတွေကနေကျွန်တော်တို့စီးရီးယားမဟာမိတ်ဖွဲ့ပြီးလက်နက်နည်းပညာကူညီရအောင်ထိုင်ဝမ်အခုဆိုရင်တရုတ်ကိုအာပေါ်ပေါ်တင်တင်အာခံဆန့်ကျင်ပြီးတော့ဂျပန် ဆူရှိစားပြလာတဲ့ထိုင်ဝမ်သမ္မတရှိကိုလည်းမဟာမိတ်ဖွဲ့ကိုကျွန်တော်တို့ဆစ်လက်နဲ့နီးပညာနဲ့မဟာမိတ်ဖွဲ့ကိုကြိုးစားတင့်တယ်လို့လက်ရှိကမ္ဘာမိတ်ဆက်ဝင်ရိုးစိုးနိုင်ငံတွေကိုနှိမ်နှင်းမှုစီရေးအရတည်ဆောက်နေတဲ့ EU အပါဝင်ဥရောပနိုင်ငံတွေအပါဝင်နိုင်ငံကြီးတွေရှိရလဲမဟာမိတ်နဲ့ကျွန်တော်တို့ကျွန်တော်တို့နိုင်ငံရဲ့နောက်ဆုံးဖြစ်တော့ကမ္ဘာကြီးရဲ့စစ်ရာဇဝယ်ကိုင်းကြီးတွေဖြိုခွင်းဖို့အတွက်နောက်ဆုံးဖြစ်တော့တော်လန်ရုံးကံမှုကြီးတွေခွန်အားဖြည့်ပေးဖို့စီးနိုင်ငံကြီးမဟာမိတ်ဖွဲ့ကြိုးစားကြဖို့ကျွန်တော်တို့လိုပါတယ်ကြိုးစားနေကြလိမ့်မယ်လို့လည်းယုံကြည်ပါတယ် တစ်ဖက်ကကြရင်ဘာဖြစ်လဲလက်ရှိ passive တက် main online ရဲ့နောက်ဆုံးဖြစ်သောရုံးကန်မှုဖြစ်တဲ့ force conscription law ရအတ္တယတမစစ်သားစုဆောင်းပြီးတော့လူငယ်တွေကိုမဖြစ်မနေမဝင်မနေရမဖမ်းမဝင်မင်းအမိတတ်မယ်မင်းအဖေတတ်မယ်မင်းအမိဖမ်းမယ်မင်းညီမတတ်မယ်စသဖြင့်တပ်ဖြတ်ချင်းချောက်ဖမ်းဆီးမယ်လို့ချင်းချောက်ပြီးတော့အတ္တယတမတွတ်သွင်းနေတဲ့စနစ်ကိုစစ်အာဏာရှင်ဘက်ကအတ္တမလုံနေတဲ့အချိန်မှာအဲ့ဒီအတ္တမ construction law ရမဖြစ်မနေအသေးခံခိုင်းရမယ့် ကန့်ချက်မှကိုကြုံတွေ့နေရတဲ့မင်းအောင်လှိုင်ရဲ့ထိ ंछ ုံနိုင်စွမ်းရှိသောနေရာဒေသကလူငယ်တွေလွတ်မြောက်ဒေသဖြစ်လာတဲ့လက်လက်ဆက်ဆက်ဖြစ်သွားတဲ့နေရာဒေသလူငယ်တွေအနေနဲ့လူငယ်ဆိုတာ fresh ဖြစ်ပါတယ်အတွေးအမြင်ကျေပြန့်နည်းနည်းအောင်ရည်မှန်းချက်ကြီးကြီးနဲ့ရှင်သန်နိုင်တဲ့အုံနောက်ပိုင်ရှင်တွေဖြစ်ပါတယ်ဒီလူငယ်တွေကဖက်စစ်တက်ကမဖြစ်မနေဆေးဆော်ပြီးတော့ဖန်းစီပြီးစစ်ထဲသွင်းခံရမယ့်အခြေအနေကိုလယ်ဆင်းခံပြီးတော့ငုံခံမှာလားအေးဒါပေမဲ့ကျွန်တော်တော်လိုင်းရေးဖက်တွေက GeForce conscription ကိုကျွန်တော်တို့သုံးမှာမဟုတ်ဘူးဒီမိုကရေစီနဲ့လူခွင့်ရေးအတွက်ကျွန်တော်တို့ကကာကွယ်ဆောက်ရှောက်လေးထားတန်ဖိုးထားတဲ့လူတွေဖြစ်တယ်ကျွန်တော်တို့သုံးမှာမဟုတ်ဘူးကျွန်တော်တို့မသုံးလို့ကျွန်တော်တို့ဘက်မှာထိခိုက်ထိခိုက်ဒဏ်ရာရတာကြာဆုံးမှုတွေများလို့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေမှာလူအင်အားနှဲသွားခဲ့တဲ့အချိန်မှာစစ်ကောင်စီဘက်ကအတင်းအမဆူဆောင်းတဲ့လူသစ်တွေနဲ့လူတိုင်းလုံးနဲ့တိုက်လာလို့ကျွန်တော်တို့တော်လိုင်းရေးဘက်ကအင်အားကြောက် လက်နက်ကလည်းရုရှားနဲ့တရုတ်ကထောက်ပံ့တယ်လူပါလည်းအတင်းအမှစူးစီးလာတဲ့လူငယ်စိတ်ဆန္ဒမပါတော့လည်းပဲအသေးခန်းမှကြောက်လို့တက်လာတယ်ဆိုလူငယ်တွေကြောက်ကျွန်တော်တို့သာစုတ်ရမယ်ဆိုရင်တော်လိုင်းကပိုရှည်ကြသွားနိုင်တာဖြစ်တယ်ဒါကြောင့်လူငယ်တွေအနေနဲ့စစ်ကောင်စီဘက်ကအတင်းအမှစူးစီးတာကိုညင်ညင်သာသာနဲ့လေဆင်းခံပြီးတားတယုံပို့ခွာရပို့ခံရတော့မယ်နွားလို့မျက်ရည်ကြောက်ုံလောက်နဲ့တန်းလန်းလိုက်သွားမှလားဒါမှမဟုတ်ငါတို့အနာဂတ်ကိုတိဆောက်ဖို့အတွက်ရုန်းကန်စူးစမ်းနေတဲ့တော်လိုင်းဘက်သားမှဘက်သားများဘက်က force conscription ဆိုပြီးတော့ထုတ်ပြန်မထားတော့လည်းပဲငါတို့အသိစိတ်နဲ့တိုင်ငါတို့ conscription လုတ်ပြီးတော့တော်လိုင်းကြီးမှာအခုနောက်ဆုံးချိန်တိုက်ပွဲရောင်ဒီကိုမြင်နေရတဲ့တိုက်ပွဲမာရသွန်ပန်းတိုင်ကိုရောက်တော့မယ်အချိန်နေကဘာကြီးကလည်းနောက်ဆုံးအမေရိကန်အပါဝင်လာပြီးတော့မြန်မာပြည်အပါဝင်တရုတ်ကတရုတ်ကွန်မြူနီနဲ့ရက်ဒီတကဘာလုံးကိုထိန်းချုပ်ထားတဲ့အစီအမံတွေဖြိုခွင်းတော့မယ်အကြီးမားဆုံးအချိန်နေမှာငါတို့လူငယ်တို့တရက်လုံးကတော်လင်ရေးကိုရနိုင်နေတဲ့ဝင်းကူမယ် ဝင်တိုက်မယ်ဝင်ထောက်ပတ်မယ်စစ်ကောင်စီတွေအင်အားလုံးဝမဖြစ်အောင်ငါတို့စူးစမ်းမယ်ဆိုပြီးလူငယ်တို့အားလုံးကသာတချီတဲနဲ့ရုံးမယ်တတန်တဲနဲ့ထွက်မယ်နိုင်ငံအနာဂတ်အတွက်အတူတူထမ်းရမယ်ဆိုရယ်စိတ်ပိုင်းဖြတ်လိုက်မယ်ဆိုရင်တော့ပြေးကြရဲမင်းတို့လည်းအုပ်စုဟာ January မရောက်ဘူး January ဆိုတော့2026မှာနေပြည်တော်မှာစစ်အာဏာရှင်တွေခြေချစရာနေရာမရှိဘူးဆိုတော့ တမိုင်းတွေကိုကျွန်တော်တို့ရေးထိုးနိုင်မှာဖြစ်တယ်။ကဲလူငယ်တွေမလုပ်မလဲ